မင်္ဂလာပါရှင်။ရောင်းကတဲ့ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ယာယီသမရပေါ်ချုံမှုချင်းမြောင်းလိုက်တဲ့ထိုင်းနိုင်ငံနိုင်ငံသားရဲ့ဝင်စီနေပြည်တော်မှာတွေ့ဆုံဆွေးနွေးနိုင်နိုင်ငံနယ်စပ်ဒေတာကောင်တွဲမှုတွေပြည်လဲကောင်းမွန်တဲ့နယ်စပ်ဒေတာမှာလက်နက်ကင်များတရားမဝင်ရောင်းချနေမှုကိုနိုင်ငံတော်ဆင့်ပူပေါင်းထိန်းသိမ်းနိုင်ရေးအပအဝင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်စေဆွေးနွေးနေ။ယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရဲ့ကော်မရှင်ဩကထာပေါ်ချုံမှုချင်းမြောင်းလိုက်တဲ့ထိုင်းနိုင်ငံနိုင်ငံသားရဲ့ဝင်ကြီးနေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မွန်လယ်ပိုင်းမှာနေပြည်တော်ရှိဘင်းအောင်ရိပ်သာရဲ့ခံမှမှာယာယီသမရနိုင်ငံတော်လုံခြုံရေးနဲ့အေဂျန်တာရဲ့ကော်မရှင်ဥက္ကဋ္ဌပူချုပ်မူကြီးမြောက်လိုက်နဲ့ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးတို့ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့ကိုတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ထို့သောတွေ့ဆုံမှာမြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကရှေ့လျားတဲ့တမိုင်းကြောင်းရှိပြီးအိန္ဒိယချင်းကောင်မိတ်ဆွေကောင်နိုင်ငံတွေဖြစ်မှုနှစ်နိုင်ငံကြားသဘောတူညီချက်တွေကိုဆက်လက်အကောင်အထည်ဖော်နိုင်ရင်ဆောင်ရွက်လျက်ရှိမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်နေစေရည် ဆက်လက်ဆောင်ရွက်သွားမယ့်အခြေအနေတွေနှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုတွေပြန်လည်ကောင်းမွန်ရေးအတွက်နယ်စပ်ဒေသတည်ငြိမ်အခြေအနေကမရှိမဖြစ်လိုအပ်သဖြင့်နှစ်နိုင်ငံဆွေရနယ်တက်မတော်နှစ်ရက်ကြာပူးပေါင်းပြီးတော့ထိန်းသိမ်းဆောင်ရွက်သွားတဲ့လိုအပ်မှုအခြေအနေတွေနယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုတွေမရှိစေရေးထိန်းသိမ်းဆောင်ရွက်လိုအပ်မှုအခြေအနေတွေနှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့ online လိန်လဲလောင်းကစားမှုတွေကိုလောက်ဆောင်ရရှိတဲ့ကိကိပတ်နဲ့ရွှေကုတ်ကိုလို့ရှိအစားအဦးတွေကို မြန်မာနိုင်ငံဘက်ကအမြင့်ပြည့်ဖြိုချဖျက်ဆီးလျက်ရှိမှုချိန်နေနိုင်ငံနယ်စပ်ဒေသမှာလက်နက်ခဲယံတရားမဝင်ရောင်းချနေမှုတွေကိုနိုင်ငံတော်အဆင့်ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မဲ့ခြေအနေကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ထို့အပြင်မြန်မာနိုင်ငံနေဖြင့်အာဆီယံအဖွဲ့အတွင်ပူးပေါင်းဆောင်ရွက်လျက်ရှိအခြေအနေမြန်မာနိုင်ငံမှာယခုလအတွင်းလွတ်လပ်ပြီးတရားမျှတတဲ့ပါတီဆောင်ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ချုပ်တင်ပြင်ဆင်ခြင်းလုပ်ငန်းနဲ့ဆောင်ရွက်လျက်ရှိမှုနဲ့2026ခုနှစ်ဇန်နဝါရီလအတွင်းထိုင်းနိုင်ငံမှာရွေးကောက်ပွဲကျင်းပပြုလုပ်သွားမယ့်အခြေအနေတွေ နိုင်ငံသားချစ်ချင်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေတိုးတက်ကောင်းမွန်စေဆက်လက်ကြိုးပမ်းသွားစေရောက်မဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။အဆိုပါတွဲဆောင်ပွဲကိုရာယီသမ္မတနိုင်ငံတော်လုံခြုံရေးအေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌနဲ့အတူကော်မရှင်တွေ့ရမှုတွေ့ဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်းကော်မရှင်ဖွဲ့ဝင်တွေဖြစ်ကြတဲ့ပြည်ထောင်စုဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်နဲ့နိုင်ငံခြားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးတန်းဆွေတို့တက်ရောက်ကြပြီးထိုင်းနိုင်ငံနိုင်ငံခြားရေးဝင်ကြီးတို့နဲ့အတူမြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံတပ်မကြီးနဲ့ကိုယ်စားလှယ်ဖွဲ့ဝင်တယောက်ကြောင်းသိရပါဗျ။ဆက်လက်ပြီးကွမ်မြွနယ်ခြေဆိုင်ခမ963တိုင်းကနေဒုတက်ချက်တအူပါဝင်စစ်မှုရန်တပ်သားတဲ့၄ဦးတနက်လေးလဲယူဆောင်လာပြီးအလင်းဝင်တိုက်ပွဲအတွင်းထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့၃ကိုရှင်ဖမ်းပြီးရခိုင်ပြည်ကွမ်မြွနယ်ခြေဆိုင်ခမ963တိုင်းကနေဒုတက်ချက်တအူအပါဝင်စစ်မှုရန်တပ်သားတဲ့၄ဦးတနက်လေးလဲယူဆောင်လာပြီးအလင်းဝင်ကတိုက်ပွဲအတွင်းထွက်ပြေးလာတဲ့စစ်မှုရန်တပ်သားတဲ့၃ကိုရှင်ဖမ်းမိခဲ့ကြောင်း We Be Revolution Elias မှာတာဝန်ရှိသူကပြောတဲ့အောက်တိုဘာ23ရက်တွင် Amsterdam လမ်းပိုင်းစင်ပြွန်းကျအနီမှာတာဝန်ကျနေကွာမြွနဲ့ခြေဆိုင်ခမ963တိုင်းကနေဒုတက်ချက်တအူအပါဝင်စစ်မှုထမ်းတပ်သားတိလေးဦးတနက်လေးလည်းယူဆောင်လာပြီး People Revolution Elias တံကိုဆက်သွယ်ကအလင်းဝင်ရောက်ခဲ့ပါတယ်ထို့သောအလင်းဝင်ရောက်လာတဲ့ဒုတက်ချက်တဲကအပါဝင်စစ်မှုထမ်းတပ်သားတေလေးက MA1 တနက်တက်လက် MA2 တနက်တက်လက် MA3 တနက်နှစ်လက်နဲ့ခဲချိုကိုယူဆောင်လာခဲ့ပါတယ် ထို့ပြင်နယ်ရေကန်တောင်နဲ့အမ်ဘရယ်လမ်းပိုင်းတိုက်ပွဲမှာလည်းထွက်ပြေးလာဂျပန်စစ်သား၃ကိုငဖဲမြို့နယ်အတွင်းမှာဖမ်းဆီးရမိခဲ့ကြောင်းရင်းစစ်သား၃ကခလာ259တိုင်နဲ့တမ66လောက်ကန်တာရီအခြေဆိုင်ခလာ35တိုင်တို့မှာအရင်ကတည်းကပေါ်တာဆွဲခံအစစ်မှုတန်းတပ်သားတွေဖြစ်တာကြောင့်စစ်တုံးပန်းဥပဒေနဲ့ညစ်ကောင်းမှုစွာထိန်းသိမ်းထားကြောင်းသိရပါဗျ။ လူလူတော်လိုင်းမမေးအားစုံနေဖြင့်ဖြစ်ပေါ်ပြောင်းလဲလျက်ရှေ့နိုင်ငံခင်းကျင်းတဲ့ဆင်ဆင်မှုပေါင်းဆောင်ရမှုတွေမှာစဉ်ဆက်မပြတ်ပေါင်းဆောင်ရနေပြီးတော်လိုင်းရဲ့တောင်းဆိုမှုနဲ့ညီဆက်အနာရှင်ပြုတ်ကြရတဲ့တပ်ပေါင်းစုတိဆောက်ရေးမှာ၎င်းဒေသနီးအစိုးရတွေ Federal Unit တွေနဲ့ပူးပေါင်းရတဲ့၎င်းတွေဥတော်လိုင်းပြည်ဆောင်တဲ့အထိတိုက်ပွဲဝင်သားမျိုးဖြစ်ကြောင်း People Revolutionary Alliance မှာတောင်ရှိသူကဆက်လက်ပြောဆိုပါရယ်ဆက်လက်ပြီးမြောက်ကလာပါမျိုးနဲ့ခမ်းမအောင်ဖောက်ခွဲတိုက်ခိုက်မှုရဲနဲ့ဦးတီကြိုက်တဲ့အညာ ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ခံမအဖောက်ခွဲတိုက်ခါရဲနဲ့ဦးတီကြတဲ့ရရှိခဲ့ကြောင်းမြို့ပြကျွတ်အဖွဲ့တာဝန်ရှိသူနဲ့ဒေသပြည်သူတွေကပြောပါရယ်။ဒီစင်မှာ6ရက်ည7:30မိနစ်ခန့်မှာမြောက်ကလာပါမြို့နယ်ခံမအမြို့ပြကျွတ်အဖွဲ့သားတွေကလက်လုံပိုင်းနဲ့လက်ပစ်ဖုံးတွေဖြစ်တင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ်။ထိုတိုက်ခိုက်မှုတွေမြောက်ကလာပါမြို့နယ်ခံမမှာလုံခြုံရေးယူထားတဲ့ဂျပန်စစ်တပ်လက်အောက်ခံရဲတွေအနီးကျရောက်ပတ်ကွဲခဲ့ပြီးရန်နဲ့ဦးပြင်းထန်တွေရရှိခဲ့ပါရယ်။ ။ပောက်ကွဲတန်ကတော့တော်ကျဲလောင်နဲ့ညချိန်တိတ်ဆိတ်နေတော့တန်ပူကြရတဲ့ပောက်ကွဲမှုဖြစ်ပြီးတိတ်မကြောက်။မြောက်ကလာပါမျက်နှာရဲစကန်နဲ့ကရဲခွေတွေကထွေအောင်ရုံးကစစ်ခွေတွေကရောက်လာလို့သိရတယ်။မျိုးပြကြွက်ဖွဲ့နေဖြင့်ဆက်လက်ပြီးခေါင်းမစွာနဲ့ဆရာနာရှင်ရဲ့ပေးစာကန်းစာလောင်းနဲ့ပြည်သူပေါ်ဖိနေရန်ရှာရဲ့လံကိုရွေးချယ်နေကြတဲ့စေအုပ်စုရဲ့လက်ပါစေတောက်တိုင်မှန်သမ ्या ကိုနေရာချိန်မြေတိုက်ခိုက်ချိန်မုံတော်မီဖြစ်ကြောင်းထပ်မံအသိပေးထုတ်ပြန်ပါတယ်။ ပြည်သူတွေကအတန်သိပ်ပိတ်မှာပေါင်းပေးကြပါကြွက်ကလေးလည်းအတန်မြမြထွက်နိုင်စူးစမ်းပါမယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖိအားပေးရတဲ့သူတွေရဲ့ချက်လက်ကိုကျွန်တော် page မှာလာပေးလို့ရတယ်လို့မြို့ပြကြွက်ဖွဲ့တော်ဝင်ရှင်သူကပြောတယ်။ဆက်လက်ပြီးစစ်ကောင်စီကြာရှုံကမြင်ရရင်ပြည်သူတွေဆက်လက်ပါဝင်အားဖြည့်ပေးဖို့၆ပတ်ကဖတာဝန်ခံကတိုက်တွန်းရစရုံမှာဆရာနာရှင်စနစ်ကိုတိုက်ဖြတ်တော်လန်ချင်းတော်လန်လူရချက်တွေများအကြောင်းပြည်သူတွေနဲ့ပေါဝင်အားဖြည့်ပေးဖို့၆မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တာဝန်ခံကပြောပါရယ်၆ပတ်ကောက်ဖားရဲ့စစ်စင်ရေးပေါ်ဆောင်မှုလူရချက်တွေဖြည့်ဆည်းဖို့လှုံ့ဆော်တဲ့ရောင်နီပြမဲ့၆မြို့စီ ချက်သိန်းသောင်းရံပုံငွေရရှိကံပင်မှာပြည်သူရေးပါဝင်မြို့နယ်ဘက်ကဖကိုဘကွန်ကအခုလိုတိုက်တွန်းခဲ့တာပါလက်နက်ခဲအပြည့်စုံတဲ့စေအုပ်စုကိုတိုက်ခိုက်နေတော်လည်းတက်ဖွဲ့ရဲ့လိုအပ်ချက်အားလည်းလက်နက်ခဲအပြည့်လိုပြည်သူတွေတက်နိုင်တဲ့ဘက်ကပါဝင်ထောက်ပံ့ပေးဖို့ကိုပါကုန်းကနှိုးဆော်တယ်။ပြည်သူမပါတဲ့ပွဲကဘယ်တော့မှမအောင်နိုင်ကြောင်းနဲ့လက်ရှိတော်လည်းတက်ဖွဲ့တွေကတဆင့်တက်လန်းနိုင်တာဟာပြည်သူတွေရဲ့ပါဝင်အားဖြင့်ထောက်ပံ့မှုကြောင့်ဖြစ်တယ်လို့ပြောပါရတယ်။ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့ဆရာနာရှင်ပြောကြားတဲ့အထိ အသက်ကိုပဓာနာမထားဘဲနိုင်ရတာဝင်ကြတာဝင်ကနေတော်လန်သွားမယ်လို့လည်းကိုပါကောင်ကကတိပြုပါတယ်တော်လင်းရဲဘော်တွေဟာတိုင်းပြည်အတွက်တက်ကိုပေးဆက်နိုင်တယ်လို့ကိုလိုက်အင်ကစိတ်ပိုင်းတွေကိုပေးဆက်နိုင်ကြအောင်တားကြောင့်ပြည်သူတွေကလည်းတော်လင်းရဲဘော်တွေကိုထောက်ပံ့ပေးဖို့ကိုပါကွန်ကနှိုးဆော်လိုက်ပါတယ်။ရှောင်းနီပြမြချောင်းမြို့စည်းကမ်ပိန်းဟာဒီဇင်ဘာလ3ရက်ကစတင်ခဲ့ရပြီ2026ဖေဖော်ဝါရီလ17ရက်နေ့ထိပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့မရက်ကန်ရွာလက်ဖေးဆိုင်ဆစ်တဲ့ပုံစံမှုဆက်ရှိသေးဆုံးမရောက်40ကျော်တန်ရာရာ ဒီပိုင်းမျိုးနဲ့အမေရိကန်ရောဂျပန်ဆဲဆုလေးချောင်းတိုက်ခိုက်လို့ပြည်မဲ့ပြည်သူ၁၈ဦးသေဆုံးမေရောက်၄၀ကျော်ထိခိုက်ဒဏ်ရာခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာလူ့ခွင့်ဆိုင်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။ဇဂိုင်းနိုင်ဒီပိုင်းမျိုးနဲ့အမေရိကန်ရောကိုဒီဇင်ဘာလ9ရက်နေ့ညပိုင်းကဖက်ဆဲဆုကဂျက်ဖိုက်တာနဲ့ပေါင်150ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းဘုံနှလုံးကျဲချမှုကြောင့်ကလေးကြတဲ့အစီအစဉ်ចောင်းစီရတဲ့ဥပဝင်မျိုးသား၁၄ဦးစီတဲ့ចောင်းစီရမှာတဲ့ဥပဝင်မျိုးသမီး၃ဆုစုပေါင်း၁၈ဦးတိတ်ဆောင်က၄၀ကျော်တန်းရရလို့ လူခွင့်ဆိုင်ဝင်ကြီးဌာနကထုတ်ပြန်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်ရှင်ရွာရှေ့ဘက်ရှိအာဆီယံစီးကိန်းဘောလုံးပြိုင်ပွဲအောက်စုအဖွဲ့အစဉ်ဖြင့်ရှင်ပြိုင်ကစားနေမြန်မာမျိုးသမီးတင်နဲ့ဖိလစ်ပိုင်မျိုးသမီးတင်တို့ရဲ့ပွဲကိုကြည့်ရှုအားပေးနေတဲ့လက်ဖက်ဆိုင်ကိုကြောက်ပောက်ကွဲခဲ့လို့ထုတ်ပြန်ကြမှာဖော်ပြရတယ်။အများပြည်သူပန်းဖြတ်အနေအားကိုရဲကျက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအချိန်ကကြဆောင်လူခွင့်ရေကိုပြင်းပြင်းထန်ထန်ချိုးဖောက်ခြင်းကြောင့်ထုတ်ပြန်ကြမှာရေးသားထားတယ်။ဆဲဆိုအတရားမွေရေကောက်ဘွက်တက်ကိုပြုတ်လုဖို့ပြင်ဆင်နေခြင်းဖြစ်ပြီးတစ်ဖက်မှာလည်းပြည်သူတွေကိုကြံဖတ်မှုတွေကိုလည်းအဆက်မပြတ်ကျွလွန်နေလို့ထပ်မံတတိပေးပါရစေ။ မြန်မာညွေဆိုရလို့ခွင့်ဆိုင်ရာဝင်ကြီးဌာနအနေနဲ့အကြံဖတ်စရုပ်စုကျွလွန်တဲ့ဆရာဆွေမှုတွေအတွက်တပ်တင်မတန်းတွေကိုစုဆောင်ပြီးအကြံဖတ်စရုပ်စုကိုရေးယူနိုင်မှုနဲ့တရားမျှတမှုအတွက်ကြိုးပမ်းအားထုတ်မှုတွေအဆက်မပြတ်လှုံ့ဆော်ရရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးလမ်းလုံးကြော်ရေးလုံနေတဲ့ PDF တွေနဲ့ကားနယ်လာစစ်သားတွေထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်မကွေးတိုင်းနမပျော်ပွဲလမ်းပိုင်းမှာ လမ်းလုံချွေစစ်ဆေးနေတဲ့ PDF တွေနဲ့ကားနဲ့လာတဲ့စေုပ်စုထိတိတ်တိုက်ပွဲဖြစ်ပွားခဲ့လို့ People Defense Organization နဲ့မောက်ကသတင်းထုတ်ပြန်ပါတယ်ဒီဇင်ဘာ9ရက်နေ့ပိုင်းမှာလုံချွေစစ်ဆေးနေတဲ့ PDF တွေစီကားနဲ့ထိတိတ်ရောက်လာတဲ့စစ်သားတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ကားကစစ်ကားဆိုဒီဘက်ကပြည်တယ်ပြစ်ခင်ကတော့စစ်ကွေးဘက်ကလည်း PDF တင်ဆိုတာတိတော့အလဲမောင်းပြည်တယ်ဒီကိမှုကတော့ရှိမှာပဲမောင်းပြည်လို့သာဘလောက်ထည့်ရဆိုတာမသိရတာဒီစစ်စင်ရေကိုနမောက်ပြည်သူကားကွယ်တန်နမောက်ပန်ကားဖားနဲ့အောင်ဆန်းနဲ့နမောက်မှာမိဖွဲ့ပူပေါင်းလို့ဆောင်ကြလို့ထုတ်ပြန်ထားပါတယ် နားဆင်အားပေးကြတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်